should die. မြန်မာပြည်မှာကိုရီးယားရုပ်ရှင်ကိုရီးယားဂီတနဲ့ကိုရီးယားယဉ်ကျေးမှုတွေထိုးဖောက်ဝင်ရောက်လာခဲ့တာဟာဆယ်စုနှစ်တခုကျော်ကြာခဲ့ပါပြီအခုကျင်းပတဲ့ပွဲမှာတော့မြန်မာလူမျိုးတွေကြိုက်နှစ်သက်တဲ့ကိုရီးယားသမင်လေကင်ချီတွေကိုကိုရီးယားစဖို့မှုတွေကိုရန်ချက်ပြုတ်ပြသခဲ့ပါတယ်ဒီပွဲကိုလာရောက်လေ့လာသူတွေအနေနဲ့လဲကိုရီးယားအစားအစာတွေကိုအမီးစမ်းကြည့်ခွင့်ရခဲ့ပါတယ်မြန်မာ젊은청들은한국 TV 와 မြန်မာနိုင်ငံရဲ့စီးပွားရေးက9.5%ခန့်တုန်းတိုးတက်လာပါပြီ။မြန်မာလူမျိုးတွေကကိုရီးယားရဲ့ K-pop နဲ့ drama ဇာတ်လမ်းတွေကိုအရင်စိတ်ဝင်စားကြပါတယ်။ဒါကြောင့်ကိုရီးယားစားတောက်တွေကိုလည်းမိတ်ဆက်ပေးခြင်းနဲ့ဆန္ဒဖြစ်ပေါ်လာပြီးဒီပွဲကိုစီစဉ်ဖြစ်တာပါ။ကိုရီးယားစားစာတွေအနေနဲ့ခမင်းလေ၊ကင်ချီမျိုးစုံ၊စမ်းနဲ့လုပ်တဲ့မုန်တွေ၊ဟင်းခတ်အမွှေးကြိုင်တွေနဲ့အတူပန်ဒီတက်တော်သည်နဲ့စိတ်ဖိစီးမှုကင်းဝေးစေတဲ့ဂျင်းစင်းတို့ကိုပြသရောင်းချခဲ့တာပါ။ Stoma, Citima တို့လို company တွေကလည်းဒီပွဲမှာပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ Stoma အနေနဲ့တိတ်ပြီးမကြော်ညာတဲ့အတွက်မတိသေးတဲ့လူတွေလည်းရှိမှာပါ။ဆိုင်ကိုလူတိများလာအောင်နောက်ထပ်ဆိုင်ခွဲတွေဖွင့်နိုင်ဖို့နဲ့ Stoma မှာဘလို့စားတောက်တွေရနိုင်တယ်ဆိုတာပြညာချင်းတဲ့အတွက်ဒီပွဲမှာလာရောက်ပြသခဲ့တာပါ။ဒီပွဲကနေလူတွေအများကြီးတည်သွားလိမ့်မယ်လို့လည်းထင်ပါတယ်။ K-Food Fair မြန်မာ2016ပွဲမှာ ကိုရီးယားစားသောက်ကုမ္ပဏီတွေက လာရောက်ပြသခဲ့သလိုကိုရီးယားရိုးရာဝတ်စုံတွေမိတ်ဆက်ပေးတာအစိုးရဝိုင်းစုခံတင်းရဲ့တီးဆိုးဖျော်ဖြေမှုနဲ့ K-pop အကတွေလည်းပါဝင်ခဲ့ပါဗျာ။ ဒီဘွဲကနေလိလာအတူယူစရာတွေအများကြီးရခဲ့တယ်လို့မှတ်ချက်ပေးခဲ့သူကကိုထက်မြင့်နိုင်ပါအဲကျွန်တော်မြန်မာလူမျိုးတွေလည်းဟိုကိုရီးယားကလည်းကြီးကြတယ်ကိုရီးယားဒီလိုအစားအသောက်တွေပါလဲတို့ဟိုဒီပြည်ကြီးတဲ့ခါမျိုးတော့ဒါဟိုစမ်းသက်ခြင်းကြမယ်ဟိုစမ်းပြီးတော့စားကြည့်ခြင်းကြမယ်ဆိုလူမျိုးပွဲမျိုးလုပ်ပြီးတဲ့ခါမျိုးကျတော့ဟိုတို့လည်းစမ်းပြီးစားကြည့်ကြတယ်ဟိုကြိုက်တဲ့ခါမျိုးကြလည်းဝယ်သွားလို့ရတယ်ပေါ့အပြီးတော့ဟိုသူတို့ရဲ့ယဉ်ကျေးမှုတွေဘာလဲဘယ်လိုရှိရဲ တို့ဆရာဟိုဒီကွန်ပျူတာရေးထုတ်တဲ့နေရာမှာဘလို့ရှိရဲ။ဘာတွေအကုန်လုံးလဲလေးလာခွင့်ရတော့ဘာဖြစ်ဖြစ်ကျွန်တော်နိုင်ငံကဟိုအတူယူသူနေရာရှင်လဲယူလို့ရတယ်။ဟိုလေးလာနေရာရှိလို့ရှင်လဲလေးလာလို့ရတဲ့အတွက်ကြောင့်မို့တော်တော်များများတော့ဟိုအဆင်ပြေပါတယ်။ကျွန်တော်မြင်တာဒီလိုမျိုးပဲမြင်တယ်